ိုင်းနိုင်ငံ Kekop Electronic စက်ရုံမှာမြန်မာရွှေပြောင်းလုံသား1450အလုပ်ဖြုတ်ခံရမှုမှာအလုပ်ထုတ်နစ်နာကြေးအပြင်ခရုနာကြေးဘတ်သက်တောင်းပေးဖို့အလုပ်ရှင်အလုပ်သမားသဘောတူညီမှုရခဲ့တယ်လို့အလုပ်သမားတန်ရာရှိရုံကထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံဖေဖော်ဝါရီခရိုင်မှာရှိတဲ့ Kekop စက်ရုံတာဝန်ရှိသူတွေက မြန်မာလုံသား1450ဦးကိုအလုတ်ဖြုတ်တာဟာကုန်အမှားစာကြာစင်းတာကြောင့်အလုတ်ရဲဆဲခဲ့တာဖြစ်တယ်လို့သိရှိရကြောင်းအလုတ်သမားတန်ရာရှိယုံကဆိုပါတယ်ဒီလိုအလုတ်ထုတ်တာနဲ့ပတ်သက်ပြီးလုံသားတွေရဲ့တောင်းဆိုချက်တွေနဲ့ဆက်လင်းပြီးမြို့နယ်အုပ်ချုပ်ရေးမှုရဲတပ်ဖွဲ့မှုအလုတ်ကင်ဌာနယုံအလုတ်သမားကောက်ွယ်စောက်ရှောက်ရေးယုံစစ်ရုံမှာရှိတဲ့အမှုဆောင်အရာရှိနဲ့တာဝန်ခံတွေကိုတွဲဆောင်ဆွေးနွေးခဲ့ရာဥပဒေနဲ့အညီအလုတ်ရဲဆဲဖို့အလုတ်ထုတ်နင့်နာခြေဖြင့်ဂယုနာခြေဘတ်သက်တောင်းကိုဘဏ်အကောင့်ဒါမှမဟုတ်ငွေသားနဲ့ အော်တဝါတရဲမှာစတင်ထုတ်ပေးဖို့အလုရှင်တစ်ထန်လုတ်ကင်နိုင်တဲ့အလုတ်ပြောင်းရွှေစာကျန်းအော်ကျန်းခောက်ကိုသွေးစစ်ဂုံစေးမှာဖွင့်လှစ်မဲ့စင်တာမှာဌာနဆိုင်ရာဘဝအဖွဲ့ထံကထုတ်ယူဖို့အချက်တွေကိုအလုရှင်အလုတမားနှစ်ဖက်လက်ခံသဘောတူညီခဲ့ကြတယ်လို့သိရပါဗျာ။